ကောင်းပြီနိခမဒုက္ခတဲ့ချမ်းသာတဲ့ဒုက္ခတစ်ခုထပ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဥပတမဒုက္ခငြိမ်းအေးတဲ့ချမ်းသာငြိမ်းအေးတဲ့ချမ်းသာဆိုတာတန်တိဒုက္ခနိဗ္ဗာန်မှာရှိတဲ့ချမ်းသာမျိုးနိဗ္ဗာန်ဆိုတာအပူပင်ကိလေသာတွေအလုံးချုပ်ငြိမ်းသွားလို့ပူတတ်တဲ့သဘာဝတရားတွေလည်းတစ်ခုမှမရှိဘူး ပူဇေတတ်တဲ့သဘာဝတရားတွေလည်းတခုမှမရှိဘူးယုတ်ဓမ္မနန္ဓမဆိုတာတွေပြောင်းလဲပြီးပျက်စီးတတ်တဲ့အရာတွေလည်းတခုမှမရှိဘူးသာဝရငြိမ့်နေတဲ့အငြိမ့်တတ်ကြီးမြတ်တာဖြစ်တယ်အဲ့ဒီအငြိမ့်တတ်ဆိုတာကြတော့သာဝရချမ်းသာတဲ့ချမ်းသာမှုပုရုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့သာဝရအငြိမ့်တတ်လို့ဆိုတဲ့ဥပဒ္ဓမဒုက္ခနားလည်ဖို့အမတ္တမခတ်တယ်ဘာဖြစ်လို့တော့ကိုမအတွေ့အကြုံမရှိတာဘူး ဒီချမ်းသာမျိုးကိုမခံစားဘူးဘူးဆိုပါစို့ဒူရင်ဒီမစားဘူးသေးတဲ့ပုံကိုတယောက်ကိုဒူရင်ဒီဟာဘလို့ရတာရှိတယ်လို့တယောက်က ပြောပြမယ်ဘလို့ကောင်းတာဒူရင်ဒီရတာဘလို့ကောင်းတယ်စသဖြင့်ပြောပြလို့ရှင်ဟိုတစ်ဖက်သားကဩကောင်းတယ်ဆိုတာတော့ तू မှတ်မိတယ်သို့တော်လဲဘလို့ကောင်းမှန်းကို तू ကခံစား ြည့်ဖူးခြင်းမရှိသည့်အတွက်ကြောင့်ဘလို့ကောင်းတယ်ဆိုတာသူ့ထဲမှာသူတွေးမိမှာမဟုတ်ဘူးဒီလိုပဲနိဗ္ဗာန်ချမ်းသာကိုကိုယ်ကိုယ်တိုင်မခံစားရသေးတဲ့ပုဂ္ဂိုလ်တွေနိဗ္ဗာန်ချမ်းသာချမ်းသာတယ်ဆိုတာဘလို့ခံစားကြည့်မှသိမှာမဟုတ်ဘူးကောင်းပြီဒီလိုကာမတုခနိခမတုခဥပန္တမတုခလို့ဆိုရဲချမ်းသာတွေဟာအကျဉ်းအဖျင်းပြောမယ်ဆိုလို့ရှိရင်ဒီသုံးမျိုးဟာအဆင့်ဆင့်တက်လာတယ် ခာမဒုက္ခကိုဖယ်ရှားလိုက်တဲ့အခါမှာနိခာမဒုက္ခရတယ်။နိခာမဒုက္ခရပြီးတဲ့အခါမှာဥပတ္တမဒုက္ခဆိုတာမျိုးရနိုင်တယ်တဲ့။ဥပတ္တကဥပတ္တမဒုက္ခလို့ဆိုတဲ့အငိမ့်ဓာတ်ချမ်းသာကတော့သာဝရချမ်းသာတဲ့ချမ်းသာမျိုးဖြစ်ပါတယ်။လောကမှာဘုန်းကြီးတို့တွေပုထုဇဉ်တွေရနေတဲ့ကာမဒုက္ခသည်အလွန်တရာမှအဆင့်မရှိတဲ့ချမ်းသာဒုက္ခမျိုးသာဖြစ်တယ်တဲ့။